ဒီလိုချက်တွေကြောင့်အမေရိကကိုပြန်သွားဖို့တောင်မလွယ်ကူပဲထောင်နှံဆန်ရတော့မယ်သမီးဆိုမြန်မာနိုင်ငံကိုရွာစုပြီးတော့ပြောခဲ့ဘူးတဲ့သမီးဆိုကအခုတော့သူပြောတဲ့ရွာမှာပဲအဖမ်းခံလိုက်ရပါပြီ။တခြားသူတွေကငါမဆလို့ညမကောင်းတာပါလို့မကြခဏချုပ်ပြောခဲ့တဲ့သမီးဆိုကိုတော့အီတင်ကိုကအမခံမရတဲ့အမှုနဲ့အမှုဖွင့်လိုက်ကြပါ။စင်ကာပူကိုထွက်ပြေးမဲ့သမီးဆိုကိုလေစိတ်မှဖမ်းမိသွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့သူ့ကိုစစ်ဆေးနေပါတယ်။သမီးဆိုကသူ့ကိုဘယ်သူမှမမှတ်မိအောင်ရုပ်ဖြတ်ပြီးတော့လေစိတ်ကိုရောက်လာခဲ့တာပါ။သူ့မျက်နှာကိုတော့ဘယ်သူပဲဖြစ်ဖြစ်မှတ်မိလွန်နေတာကြောင့်နောက်ဆုံးမှာတော့သမီးဆိုက ဖန်ခံလိုက်ရပါတယ်။တစုံတရာအချုပ်အနှောင်ကြတဲ့တရင်ကတော့ဝန်သားစရာမဟုတ်ပေမဲ့တမျိုးစုအဖန်ခံလိုက်ရတာကတော့ဝန်သားတဲ့သူတွေရှိနေပါတယ်။ဒါပြင်သူအဖန်ခံလိုက်ရတဲ့အမှုကတော့အမခံရတဲ့အမှုမဟုတ်တာကြောင့်တမျိုးစုကပြန်မလွတ်လာသေးပဲစစ်ဆေးခံနေရပါတယ်။လက်ရှိမှာလည်းထိန်းသိမ်းခံထားရသလိုအဖန်လည်းခံလိုက်ရတဲ့အကျွဲတမျိုးစုကနိုင်ငံခြားကိုပြန်သွားဖို့ဆိုတာကလည်းမလွယ်ကူတော့ဘူးဆိုပြီးတော့နားလေတက်ကြွတဲ့သူတွေကပြောခဲ့ပါတယ်။တမျိုးစုကိုအီတင်ကိုကအမှုပွန်ချခဲ့ပြီးတဲ့နောက်လာရောက်တောင်းပန်ဖို့လည်းအခွင့်အရေးတွေကိုပေးခဲ့ပါတယ်။အမှုပွန်ချတာမကြသေးလို့ပြန်ပိတ်လို့လည်းရ နိုင်ပြီးလာတောင်းမှလိုက်ပါလို့အီတင်ကိုကပြောပါတယ်။ဒါပေမဲ့သမီးဆိုကတော့ဘရောမအီတင်ကိုကိုတောင်းမှဖို့စိတ်ကူးမရှိတာကြောင့်ရုတ်ဖြတ်ပြီးတော့စင်ကာပူကိုထွက်ပြေးသွားခဲ့ပါတယ်။အီတင်ကိုကိုတောင်းမှလိုက်ရင်တော့ဒီလောက်အထိမဖြစ်သွားနိုင်ပေမယ့်သူမာနာကတော့ခုမပြုတ်ခဲလို့အခုတော့အဖမ်းခံလိုက်ရပါတယ်။အီတင်ကိုကသမီးဆိုကိုအမှုဖွင့်တဲ့အကြောင်းအရာကလည်းကြီးမားတဲ့အရာဖြစ်နေတာကြောင့်အမခံလည်းမရနိုင်တယ်လို့ကိုကြီးပေးမဲ့သူကလည်းအနှဲငယ်ပဲရှိနေပါတယ်။သမီးဆိုနဲ့ရန်ဖြစ်ပိုးတဲ့သူတို့ကတော့ရဲ့အနှဲငယ်အကျွမ်းမှာပဲအဖမ်းခံရလိမ့်ရှိပါတယ်။အခုတော့သမီးဆိုတရားဝတ်လဲပေးလားလို့ထင်ရလောက်အောင်သူကို ိုင်းလည်းအဖမ်းခံလိုက်ရပါပြီ။ သူရဲ့မာကန်ဖန်နေဆိုပြီးတော့ဖမ်မင်တင်တွေလောက်ကလာတွေ့ကြတဲ့သူတွေကလည်းတမိဆုကိုမကူညီကြတော့ပါဘူး။အရင်ကတော့တမိဆုကိုညင်မခံနဲ့ဆိုပြီးတော့မျက်ဝေးခဲ့ကြတဲ့သူတွေကအခုချိန်မှာတော့မသိကြအောင်စောင့်နေကြပါသေးတယ်။တမိဆုနဲ့ပတ်သက်မိရင်ကန်ဆိုးသူတို့ခံစားရလို့ခဝေးမှာပဲနေကြပြီးသူလွမြောက်လာအောင်အင်တိုင်းအတိုင်းမလုပ်ပေးကြပါဘူး။အရင်ကတမိဆုနဲ့အလွမ်းတင်းတဲ့သူတွေကလည်းသူရဲ့အတင်တုံမှုတွေနှုတ်ဆုံးမှုတွေကြောင့်ပဲခွာပြဲကြပြီးမိခန်းဆွေကန်းပြတ်တောက်သွားကြပါသေးတယ်။ဒါကြောင့်အခုလိုအကျက်တဲဖြစ်နေတဲ့ချိန်မှာတမိဆုကိုကူညီပေးတဲ့သူကတော့လက်ချိုးရည်တွဲလို့ရအောင်နေနေပါသေးတယ်။ရန်သူလည်းမဟုတ် ောက်မိတ်ဆွေတွေလည်းမဟုတ်ဘဲသူတစ်ပါးရဲ့အတွင်းရေးတွေကိုချုပ်ပြောကရန်တွေးခဲ့တဲ့သမီးဆိုးရဲ့နှိကုံးကတော့မလားမပါဖြစ်နေပါတယ်။သမီးဆိုးနဲ့ထိတ်ထိတ်တွေ့ဦးတဲ့သူတွေထဲမှာအေတင်ကိုကတော့ထိတိမိမိလောက်ပြလိုက်ပြီးဖြစ်ပြီးတခြားမကျေနပ်တဲ့သူတွေကလည်းအမှုဖွင့်ကျင်နေကြသေးပါတယ်။တချိန်ကသမီးဆိုးကဗိုလ်ချပြုခင်ကိုကလေးပင်နဲ့ယူတယ်ဆိုပြီးပြောခဲ့ပေမယ့်အခုတော့ဗိုလ်ချပြုခင်ကကလေးတွေနဲ့ပြောရွှင်နေတဲ့အပြင်အရင်ကထက်လည်းစီးပွားရေးတွေပိုတိုးလာခဲ့ပါတယ်။သမီးဆိုးပြောဆိုခဲ့တဲ့မိပကြီးကလည်းချစ်သူစီးကနေဒီရက်ပိုင်းအတွင်းလက်ထက်ခွင့်တောင်းခံလိုက်ရပြီးမကြခင်မှာလက်ထက်တော်မှာပါရှင်။ မြတ်သူသူကလည်းလုပ်ငန်းတွေတိုးချဲ့ပြီးတော့အောင်မြင်နေပေမဲ့သူတို့တွေကိုကဲ့ရဲ့အပြစ်တင်ပြောဆိုခဲ့တဲ့သမီးဆိုကတော့အခုချိန်မှာအဖမ်းခံလိုက်ရပြီဖြစ်ပါတယ်။သူပြောဆိုခဲ့မှုတဲ့အမင်းသမီးတွေကဘာမှမတုံ့ပြန်ပေမဲ့သူလုပ်ခဲ့တဲ့အရာတွေကတော့အရေးလိုလိုက်လာခဲ့တာကြောင့်ငါစာပြီးညံကောင်းနေဆိုတဲ့သမီးဆိုကသင်ခန်းစာတွေကိုသင်ယူရတော့မှာပါ။သမီးဆိုကအဖမ်းခံရပြီလည်းဖြစ်တယ်လို့အမခံမရတဲ့အမှုလည်းဖြစ်တာကြောင့်အမေရိကန်ကိုတောင်ပြန်ဖို့ဆိုတာကမလွယ်ကူတော့ပါဘူး။လွန်ခဲ့တဲ့တပတ်ကမှမန္တလေးမှာတနေကုန်ရှူတင်ရှိပါတယ်ဆိုတဲ့သမီးဆိုကအခုတော့စစ်စစ်မြင်းမြန်းနာခံရပြီးတော့အပြောင်းလဲတွေ ကတော့မထက်မထားလောက်အောင်မြန်နေပါတယ်။ငါစားပြီးမဲ့လည်းနှုတ်ဆီးမဆောင်တာကြောင့်မြမပြီးပြန်လာတဲ့ချိန်မှာပဲထောင်နှန်းဆန်ရတော့မယ်တမီးစိုးပေါ့ဘယ်လိုများထင်မြင်မိလဲဆိုတော့ကမမပြောခဲ့ပါဦး။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။